ောမယ်ဆိုရင်သုံးခု1000ဆိုတော့အကောင်လုံးစားလို့လည်းရတယ်လူကြီးလူငယ်မရွေးစားလို့ရတယ်အဲခလေးဆိုတဲ့သုံးခု1000ဆိုဘိုက်ပြည့်ရလေအားကြောင့်အအစောကြီးဆိုတော့အလုပ်သွားတဲ့လူတွေကြလည်းအစာပြေဝယ်စားရတယ်လေအကောင်လုံး16မျိုးရှိရတယ်ကမီကယ်ပါပါဘူးလေမတဘာဝတဘာဝဆိုတော့တရားဆိုတော့တရားရယ်စားရယ်ဟောကိုပတ်ဝန်းကျင်စီပေါ့အဲ့ဒါလေးနဲ့ထည့်ပြီးလောက်တာဆိုတော့အနေရမရှိဘူးအနေမရှိဘူးလူကြီးလည်းစားလို့ရတက်ကြီးလည်းစားလို့ရခလေးလည်းစားလို့ရခွန်ပြောပြီးအရသာလေးနဲ့ကိုင်းရပြတ်ထဲမှာစားတာဘလို့ဆိုလို့ကောင်းဟင်း င်ရပါခါစီပါပလာမောနီအဲ့ဒါမနေ့အစောကြီးဈေးတဲကိုဘာလာလောက်လဲဒီလားမလီကိုရီဘွားမှာတော့မနေ့အစောကြီးထားရဆိုတော့ရှာမှာရှာဒီနေ့ကအဲခင်ဗျားတို့ ဟိုမနေ့ကဟွာလောက်တည်းကလေးနာရီခွဲလောက်တည်းကဒီနေရာကိုလာဖို့ပြင်ဆင်ခဲ့တာဆိုတော့မြောက်တကုံခိုင်ချူအခုရောက်နေတာမြောက်တကုံ57ရက်ကွက်ထဲကဈေးထဲမှာခိုင်ချူရောက်နေတာပါဒီနေ့ဒီနေရာကိုရောက်နေရတဲ့အကြောင်းရင်းကတော့အဲ online မှာဆိုလည်းတော်တော်နာမည်ကြီးပါတယ်အဲ့ဒီနေရာမြန်မာမုံနေအများကြီးရတဲ့နေရာနောက်တစ်ခုထူးခြားချက်ကကြတော့ခိုင်ချူတို့ဗုဒ္ဓဘာသာရေးအတွက်ပေါ့နော်မနေ့ဆိုလို့ရှိရင်အာယုံဆုံးကတ်ကြရင်မလားအာယုံဆုံးအမိမြန်မာမုံနေကတ်ချင်တဲ့သူလေးတွေရှိလိမ့်မယ် အဲ့နေရာလေးကအဲ့ဒီရေချက်ကောင်းလေးနဲ့ဖွင့်ထားတာပေါ့နော်ဒါကြောင့်ခိုင်ဆိုဒီနေရာရောက်နေတာဒီဘက်မှာမေမင်္ဂလာပါမင်္ဂလာပါတဲ့အော်ဒီရောက်လိုက်တော့အတန်တော့ခိုင်းနေပြီရှိသွားအောင်ဟုတ်ပါ MC ပြည်သက်ကြည့်လဲဒီမှာနှုတ်ဆက်ပေးပါဦးအဲမင်္ဂလာပါမြန်မာဒေါမုံမြန်မာမဟုတ်ဆန်ပါဒေါမုံဟုတ်တယ်ဒီမှာတော့အဒီဆိုင်မှာဆိုလို့ရှိရင်မြန်မာမုံအစမ်းတွေပါရတာမေးမင်းတို့ဘယ်ချိန်နေရထားပြီးဖွင့်တော့ဘယ်ချိန်9နာရီဆိုရင်ဖွင့်ပြီတမေ ာရီဆိုစဖွင့်ပြီမင်းတို့ဒီ9နာရီစပြီးဖွင့်ရတဲ့ရွေချက်တော့ရှိမှတင်တယ်ဒီစားရုံအာမနေ့အာရုံဆုံးဆွန့်ကတ်တဲ့လူတွေရှိရဲဟုတ်တယ်အာအလိုအလိုလောက်တော့ဖုန်းကြီးပွဲဆွန့်ကတ်တဲ့လူတွေရှိရဲအဲ့ဒါကြီးကိုအဓိကထားပြီးရောင်းမှာ အသက်ဘယ်လောက်ထဲကစလို့လဲအဲအသက်30 28 30လောက်တည်း28 30လောက်ထဲကဩမိဘရဲ့လက်ထက်ကမလုပ်တတ်ဘူးဩအဲအိမ်အောင်ကြမှာဒီပညာတွေဘယ်ရရခဲ့လဲအဲအဲ့ဒါကြတော့အရင်တော့ကကြတော့နည်းစာအုပ်တွေရှိရမဟုတ်လို့နည်းစာအုပ်တွေဩစာအုပ်တွေအဲမစာအုပ်တွေဖတ်တာဟာဩစာအုပ်ဖတ်ပြီးရောလို့တော့ဆိုမိဝါသနာလည်းပါမယ်ဟုတ်တယ်ဟုတ်တယ်မဟုတ်တော့ဝါသနာပါတယ်ပြောမယ်ဆိုရင်3000 1000ဆိုတော့အကောင်လုံးစားလို့လည်းရတယ်လူကြီးလူငယ်မရွေးစားလို့ရတယ်အဲကလေးဆိုလည်း3000 1000ဆိုဘိုက်ပြည့်ရယ်လေ အားကြောင့်အအစောကြီးဆိုတော့အလုတ်သွားတဲ့လူတွေကြာလဲအစာပြေဝယ်စားရလေအကောင်လုံးဆက်ရှောက်မျိုးရှိရတယ်တမီးလူကြိုက်အများဆုံးကတော့ဒါဟိုသူကအန်တီရောကျတော့အစ်တုံလို့ခေါ်တယ်ရန်ကန်ရန်ကန်လူတွေကျတော့ထုံးမုံလို့ခေါ်တယ်ဒီဟာလေခင်ဗျားတို့ဒီရန်ကုန်မှာဆိုလို့ရှိရင်ရှားတယ်ဟုတ်တယ်ရခဲ့တယ်မင်းနေရာမှာပဲရတာတော်တော်များများမှာမတွေ့ရတာများတယ်ပေါ့နော်ပြီးတော့ပုံစံမတူမင်းအစ်တုံကကြီးကြီးလေးဟုတ်တယ်ဟုတ်တယ်တာကူယိုရီယာတာကူနဲ့လောက်ခေါ်ဟုတ်ငကမောက်ကြ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 ောက်ဒါလေးကကျတော့ဒါအုံလို့တာကူအော်အုံလို့တာကူဟုတ် ဒါလေးကအုံးလို့တောက်တော့တွေ့ရများတယ်ဒီအုံးလို့တောက်ကလည်းနည်းနည်းစားပါလေဟုတ်တယ်အုံးလို့စားလို့ရန်ကောင်းလေစိတ်လားဒါလေးကဘိမဟိုကြီးမော့ပွားကြီးလို့လည်းခေါ်တာဒါကြတော့ပြရည်တော့ဒါကွာကိုထုတ်တာပါအန်တီပါကိုထုတ်တာကွာကိုထုတ်တာမီးလို့ဟာအကောင်လုံးကွာကိုလောက်တာဝယ်မြောင်းကစန်းရွှေကြီးပါကစန်းကိုထိုးတာရွှေကြီးထိုးတာအိမ်မော်ရောင်လေးတန်းရွှေဝါရောင်လေးတန်းဒါသူအရောင်ကရွှေဝါရောင်လေးရွှေဝါရောင်လေးတန်းလားဒါလေးကတော့ကြာတော့ကောက်ညှင်းကိုပေါင်းတယ်ကောက်ညှင်းကိုပေါင်းပြီးတော့မှအုံနှုတ်ရဲတကြားရဲ စားလေးရယ်။ကောင်းချင်းကိုပေါင်းပြီးအထုပ်ထည့်ကြုံ။ထည့်ကြုံပြီးတော့မှဘန်းထဲကိုတစ်ခါပြန်ထည့်။ထည့်ပြီးတော့မှအပေါင်ပြီးအောင်ပြီးပြန်ဖုတ်ရ။အစင်းစင်းလောက်တာ။အစင်းစင်းလောက်တာ။ဒါကောင်းချင်းရွှေကြီးရန်စားကောင်းရွှေကြီး။ဒါလေးကကျရွှေထမင်း။ရွှေထမင်း။ရွှေထမင်း။ तू ကထည့်ညက်ကလေးနဲ့အဲသူကသူကကောင်းကြီးကိုပေါင်းလိုက်တယ်ပေါင်းပြီးထည့်ညက်ကိုကျိုးတယ်ကျိုးပြီးစားလေးနဲ့ထည့်ညက်ကလေးနဲ့ဒါလေးကိုပြန်ပြီးမိဖို့ပုံမှာပြန်ပါပြန်ပြီးမှွေတာပေါ့မှွေပြီးမှဘန်းလေးတစ်ထည့်ပြန်ရိုက်ရတယ်ဒါရွှေထမင်း ူကကြတော့မြန်မာမဟုတ်ဆိုတော့လေမြန်မာမဟုတ်ဆိုလူကြီးလူငယ်မရွေးဟိုရဟန်းတန်ငါမရွေးစားလို့ရစားလို့ရတဲ့အတွက်ကိုသူကကမိကေပါပါဘူးလေမတဘာဝတဘာဝဆိုတော့တရားဆိုတရားရယ်စားရယ်ဟိုကိုပောင်ဝင်ပစ္စည်းပေါ့အဲ့ဒါလေးနဲ့ထည့်ပြီးတော့လောက်တာဆိုတော့အဲ့နေရမရှိဘူးအဲ့နေရမရှိဘူးဘယ်သူလူကြီးလည်းစားလို့ရတက်ကြီးလည်းစားလို့ရခလေးလည်းစားလို့ရ အဲ့လိုမျိုးဘာမှကမ်းမီကဲမပါဘူးတနေ့စာတနေ့ရောမင်းတို့ဒါဆိုအများကြီးပဲကုန်သွားလာတယ်ကုန်သွားတယ်ညနေဆိုမရှိတော့ဘူးဩညနေဆိုမရှိတော့အဲ့ဆိုတနေ့လောက်တနေ့ကုန်ဟုတ်ညကင်းညကင်းကိုလောက်တယ်မနေ့တနေ့ကုန်ရောင်းလိုက်တယ်ဆိုတော့ခါကျတနေ့ကုန်ကဒီမောက်ကလက်ဆက်နေတာအဲ့လိုမျိုးဒုံလောက်တုံလောက်တော့ခိုက်တူမြင်းချင်းလာပြီကွန်ပြောပြီးအရသာလေးနဲ့ကိုင်းညာပြတ်ထဲမှာအဲဘာလဲရတဲ့ဘောရကွာရတဲ့ကောင်တော့နိုင်မှာညမောကျဲတယ်မိလားအာမိရအောင်လားမိရတော့မိရပေးမိနေပြီဆက်မိရမှာတော့ လေးနဲ့ပြောင်းပြီးပါအဲထင်ရက်ကကြောက်ပလောင်ထင်ရက်ပဲတုံးကြောက်ပလောင်ထင်ရက်ကတန့်လဲတန့်လဲနောက်ပြီးတော့နံမလဲရတယ်သူကကြတော့ဟိုကမီကယ်ဆေးမပါဘူးရှစ်ဆေးမပါဘူးအဲ့လိုထင်ရက်မှုရလေကြောက်ပလောင်မှုနေတာတော့နှခုနိုင်တော့ဝါတယ်သူကတုံးတုံးဆိုရင်တထာဟုတ်တယ်နှခုလည်းဝါတယ်ဟုတ်တယ်ခလေးတွေဆိုရင်တုံးခုတော့မကုန်တထာမို့မကုန် မာမလေးဆိုတော့မြန်မာမဟုတ်နေဘူးတိုက်တာပေါ့အဲ့တော့လဖက်လေးနဲ့မီးပါပေါ့နော်ဒီထဲမှာဆိုရင်ခိုင်ကြိုပါလေးစားခြင်းလဲဆိုတော့ခင်းရဲလေးစားခြင်းလဲငကမောက်ကြောက်ကြောင်းငကမောက်ကြောက်ကြောလေးမေရနောက်ကနေစာမိမှာဆိုလို့လှမ်းထောက်ပေးမြန်ငကမောက်ကြောက်ကြောမေဒီထဲမှာငကမောက်သေးနေသူအုံလို့များပါလားမြေဒီဘက်ကလေး အုံနုရတာလေးလည်းရတာဟုတ်လားဟုတ်ကဲ့အော်နုစီရောနုစိန်ရောအုံနုရောနုစီရောနုစိန်ရောပါရဲ့တဲ့ငကမောင်သိနေတယ်အဲ့ဒါကြောင့်မို့အစိမ့်ရတာလေးအချို့ရတာလေးရဲ့နှမျိုးခံစားရတာပေါ့ငကမောင်သိကိုခါကျဒီတိုင်းစားဘူးတယ်ဖျော်ရည်တောက်ဘူးတယ်ကြောက်ကြောက်ရတော့အခုမှစားဘူးလားစားရတာဘလို့ဆိုပြီးဝင်သွားဘဇုံရတာလေးဟဲ့ပုံမှန်တော့ခါကျအာလူးနဲ့လောက်တာထားတယ်ပဲပူစားပြစ်တာဘဇုံလေးနဲ့ရှင်လိုက်တော့ဘလို့ကောင်းသွားလဲဆိုတော့ဘဇုံလေးပူစိတ် ဘဇူးစားနေရတဲ့အတိုင်းပဲဟာလို့ကောင်းသူကအချိုနဲ့နဲ့ပိုလေးမယ်ဟင်းဤတုံလေးကသူကအပေါ်အသင်းမောယူလေးပါတယ်အချိုလေးပေါ့ပေါ့လေးနဲ့ဤဤတုံတုံလေးဤတုံတုံစစ်စစ်လေးပေါ့အဲ့လိုမျိုးလေးအဲသူကဘိန်းမုံလို့လဲခေါ်တယ်မုံပွားကြီးလားဟဲ့လားအဲ့လိုလဲခေါ်တယ်အဲ့ဒါလေးစားစီစီအဲ့လိုပေါက်ပွားပုံလေးကြောက်နောက်ဒီမှာစမိုင်းเนาะအဲ့ဒါလေးလေးစားကျင်တယ်မပြောသေးကောင်မြင်တော့ရယ်ဒီဘက်မှာကကြတော့ ဟွာပြာရည်တုပ်လေးအဲ့လေခုနကရေစားခြင်းနေအဲ့လိုပေါက်ပွားလေးပုံမြင်နေပုံမှန်ဘိမုံနဲ့ဘာကွာဆိုတော့ပေါက်ပွားလေးပြီးတော့အသားပုံအိလေအိလေအရသာတော့ဘိမုံရသာနဲ့ဆက်တယ်ဒါပေမဲ့စားရတဲ့အခါမှာနူးညံ့မှုကသူကနူးညံ့တယ်ပို့ပြီးတော့အာကြတော့ရိုးဘိမုံကြတော့ဆန်ညံနဲ့ဖောက်တာလေဆန်ညံနဲ့ဖောက်တော့သူကအေးသွားတာနဲ့အကြောတင်းပြီးတော့မမာသွားတယ်ဒါကြတော့ဆန်ချောရောက်သွားတယ်အိနေကဆန်ချောရောက်သွားတယ်အဲ့ဆန်ချောရောက်ပြီးတော့ အာအဲ့ဘယ်မို့လို့ဖောက်လိုက်တဲ့ခါကျအေးရောလဲသူအိအိလေးပဲအိအိလေးအဲ့ဒါအဲ့တော့ထထိုးချင်ပြီးစတာအမင်းစီလာပြီဆိုရင်တေစာပေါက်အဲ့ဒီဘိန်းမုံမုံခွာကြီးကိုမြည်ကြည့်ပါတိုက်လိမ့်မယ်ခိုင်စိတိုက်လိမ့်စမိုင်းရတော့မြန်မာမုံတော့မဟုတ်ဘူးဒါပေမဲ့လည်းဒီမှာလည်းရတယ်စမိုင်းတိုက်တဲ့သူရတယ်အများကြီးလူညံ့ရပါခါခုံမွေးလေးစမိုင်းကကြတော့ဘယ်လိုမျိုးလဲဆိုတော့အချိုပေါက်ပေါက်လေးအစိမ့်မဲ့ကိုသွားတယ် ဘောက်တော့ဒါတွေကစားလိုက်လို့ရှိရင်ဘိုက်ပြည့်နိုင်လဲဆိုတော့၃လေးတော့စားရတယ်ဘိုက်အပြည့်ပဲတထထောင်ဝိုးနဲ့အတော်ပဲလေနော်တထောင်ဝိုးကို၃လုံးဆိုတော့အဲဒါတထောင်ဝိုးဝယ်ဝယ်ပြီဆိုတာနဲ့ဘိုက်ကတော်တော်ပြည့်နေပြီအဲဆိုင်လိုက်စားကြများတကုံး ဘင်းအောင်လမ်းမကြီး51ရက်ကွက်လမှုဈေးထိတ်မှာပါခိုင်ကျိုရီဗျူးလေးပြောမှာပေါ့နော်အရသာပါရသာပိုင်းရတော့ခိုင်ကျိုဒီဒီကအရသာကိုကြိုက်ပါရဲ့အဲ့ဒီအတွက်အရသာ5စားပေးကြပါရဲ့နောက်တစ်ခုကျတော့တန်ရှင်းမှုပါတန်ရှင်းမှုပိုင်းလည်းမေလိုသက်သက်ရက်ပါပဲဒါပေမဲ့ဟောပေါ့နော်နောက်ပိုင်းဒီလိုအုတ်တာလေးတွေပါလေလုတ်လိုက်ရင်တော့ပိုကောင်းပါပေါ့နော်အဲ့ဒါ4နောက်ပြီးလို့ရှိရင်နောက်ဆုံးတစ်ခုကကျတော့ဈေးနှုန်းဈေးနှုန်းကတော့တက်နေထင်တယ်ခိုင်ကျိုကတော့ဒီခေတ်ကာလနဲ့ဆိုရင်ပေါ့နော်သူက3တုံးတစ်ထောင်အတုံးကလည်းကြီးရယ်ဆိုတော့အဲ့3တုံးစားရတယ်ခိုင်ကျိုကတော့ပိုက်ပြည့်ရယ်အဲတကယ်လို့အရင်အစားများရတဲ့သူဆိုရင်တော့2000လောက်စားရင်တော့တော်တော်ကြီးကို ပြည့်နေပြီထင်ပါရဲ့လို့ပြောရင်းနဲ့ခိုင်ချိုပြန်ပြီးနှမျိုးတွေသွားပြီနော်ပြန်ပြီးတက်တာဒီဘက်သွားပြီ